နလင်ကဲ့သို့ကြိုတင်ခံမှန်းနိုင်ခြင်းမရှိသည့်တဘာဘေးအနေရဲ့မိုးကြိုးပစ်ခြင်းဖြစ်ပါれ။ PSC တွေလက်နေပြီးမိုးတွေချိန်နေပြီဆိုရင်တစ်ပင်အောက်တွေမှာမိုးခိုတဲ့အခါသတိထားရပါမယ်။ဖြစ်နိုင်ရင်တော့အိမ်တွင်းခြောက်တွေ့တဲ့နေရာကိုအမြန်သွားရပါမယ်။မြေပြင်ကတည်ငြိမ်လျက်စစ်တပ် static electricity ကိုတိမ်တွေတဲကတည်ငြိမ်လျက်စစ်ကပြင်းအားမြင့်ဘိုးတွေနဲ့လာတွေ့တဲ့အချိန်ဘိုးအားမြင့်လျက်စစ်တပ်ကြောင့်ပြင်းထန်တဲ့စွမ်းအင်ဖြစ်ပေါ်စေပြီး အနီးနားကအရာတွေမီးလောင်ကျွမ်းသလိုအထိဖြစ်သွားတတ်ပါတယ်ဒါကိုမိုးကြိုးပြစ်တယ်ခေါ်တာပါမိုးကြိုးဇက်ကွင်းကကိုနီးနားမှာရှိတဲ့တိုင်တစ်ပင်မိုးကြိုးလွှဲတက်မထားတဲ့အဆောက်အဦစရာတွေကိုမိုးကြိုးပြစ်တဲ့အခါလျှက်တက်အားကြီးစွာ ဖြစ်ပေါ်တာကြောင့်အနီးနားမှာလည်းဓာတ်လိုက်တီကဲသို့ခံစားရပါတယ်ပိုအားတပေါင်းကျော်ရှိတဲ့မိုးကြိုးဇက်ကွင်းကြောင့်လူအသက်ထိခိုက်ဆုံးရှုံးရတာတွေဖြစ်ပါတယ် ဝင်းပြင်မှာလမ်းလျှောက်နေတဲ့အခါသပင်တွေ ထောင်လာတာလက်ကမှွေးမြင်တွေထောင်လာတာရှိရင်မြေကြီးပေါ်မှာမှောက်ချလိုက်ပါဒီလိုလုပ်တာပါကိုပတ်ဝင်းကျင်ကလေတိုးတာကြောင့်ခန္ဓာကိုယ်ပေါ်မှာဖြစ်လာတဲ့တည်ငြိမ်လျက်စစ်ကိုမြေကြီးထဲပို့ပေးလိုက်တာပါပဲမိုးချိုးပစ်ခြင်းကြောင့်ကိုအနီးနားပေ30အကွာမှာမိုးချိုးပစ်လိုက်တာဆိုရင်တော့အသက်ရှင်နိုင်ရန်ခွင့်လန်းနေသွားပါပြီ။ ဒါပေမဲ့မိုးချိုပြစ်ခံရတဲ့နေရာအနီးအနားရောက်နေသူ60ကအသက်ရှင်နိုင်ပါသေးတယ်။အောက်မှာတွဲပေးထားတဲ့ဗီဒီယိုတွေကိုကလေးတွေကိုလည်းပြပါ။သူတို့လေးတွေလည်းနားလေသဘောပေါက်ကြဖို့လိုပါတယ်။မိုးချိုပြစ်ရင်အိမ်ထဲအမြန်ဝင်နေပါ